အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ပါမုတ်ကို မိခင်ပြီးတော့ဘေကွန်နဲ့ဆန်ဒွိချ်လုပ်စားပြမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဘယ်လိုလေးလုပ်ဖြစ်လဲဆိုတာကိုကြည့်လိုက်ရအောင်နော် လိုအပ်တာကတော့ပထမဆုံးအနေနဲ့ပါမုံလိုအပ်ပါတယ်ရှင်ပြီးွားတဲ့ခါမှာတော့ကြက်ဥကြော်ပါထဲပါမို့လို့ကြက်ဥလေးကိုအစင်းသစ်ခောက်ထားပေးပါမယ်နောက်ထပ်ခရမ်းညင်သီးလေးတွေကိုလည်းအကွင်းလေးတွေလီထားပေးပါမယ်ပြီးွားတဲ့ခါမှာတော့ဆလတ်ရွက်လေးတွေကိုလည်းရေစေးထားပေးပါမယ်နောက်တစ်ခုအနေနဲ့ကတော့ဘေးကွန်လေးတွေကိုလည်းရေစေးတန်းစင်ပေးထားပါမယ်ရှင်နောက်ထပ်လိုအပ်တာလေးကတော့မယောနစ်ဖြစ်ပါတယ်ရှင်မယောနစ်ကကိုကတထောင်မိုးဝယ်ထားတာပေါ့နော်။ကဲဒါဆိုရင်ကြည့်လိုက်ရအောင်။ပါမုတ်ရယ်မယောနစ်ရယ်ပြီးွားတဲ့ခါမှာတော့ကျအုပ်ရယ် ခရမ်းညစ်သေးရေပေါ့နော်ပြီးွားရင်တော့ဆလက်ရွက်လေးရေနောက်တစ်မျိုးနောက်ဆုံးအနေနဲ့ကတော့အဲဘေကွန်လေးတွေရေဖြစ်ပါတယ်ရှင်ကိုကတော့လေပါမုတ်ကိုပါမုတ်အချောသားမတုံထားဘဲနဲ့ပေါ့နော်ဂျုံချမ်းပါမုတ်လေးတုံထားပါလေရှင်။ဒါဆိုရင်ဆက်စချင်းပါမုတ်လေးကိုမိခင်လိုက်ရအောင်ကိုကမိခင်စက်မရှိတဲ့ခါကြတော့ပေါ့နော်။အဲပါမုတ်ကိုအိုးလေးမှာပဲအဲမကက်အိုးလေးမှာထည့်ပြီးတော့မိခင်လိုက်ပါမယ်ရှင်။ မီးအပူကိုအရင်ကြီးအရှိန်မပြင်းထားဘဲနဲ့အနေတော်ပေါ့နော်အသင့်အင့်အနေထားလေးနဲ့တေချာလေးပါမုံလေးကိုกินပြီးပါမယ်ရှင်။ဒီနေရာမှာတော့ကိုကစီလည်းမတုံထားဘူးပေါ့နော်ပါမုံလေးကိုအနေတော်မီးအနေတော်အနေထားနဲ့ဟိုဘက်ဒီဘက်လှန်ပြီးတော့တေချာလေးกินပြီးရပါမယ်ရှင်။ပြီးွားတဲ့ခါမှာတော့ကျုပ်ကျော်လေးထဲမှာမူလို့ပေါ့နော်ကျုပ်လေးကြော်ပြီးထားပါမယ်။ဒီထဲမှာတော့ကိုကအချုံမုတ်တွေစားနေမထည့်ပဲနဲ့ပေါ့နော်တကြားလေးထည့်ပြီးတော့ခလောက်ထားပါတယ်။ပြီးွားတဲ့ခါမှာတော့စီအိုလေးထဲမှာထည့်ကြော်ပြီးပါမယ်ရှင်။ နောက်တစ်ခုအနေနဲ့ကတော့ဒီဘီကွန်များလေးတွေကိုကြော်ပြီးပါမယ်ရှင်ဘီကွန်များကြော်တဲ့အခါမှာလေကိုကရေးသေးတာမစစ်ထားတော့စီရမ်းပေါလုံးလို့မနေရိုက်ထားရတယ်ပေါ့နော်ဒါကတော့ဘီကွန်များတွေစက်စပြုတ်နေပါပြီဒီအနေထားလောက်ဆိုရင်တော့ဦးချလို့ရပါပြီရှင်ဒါဆိုရင်ဆန်ဒွိချ်တော့ကိုပေါ့နော်ပါမုံမီကင်လေးကိုမယောနစ်လေးတွေအရင်ဆုံးတုတ်ထားပြီးပါမယ်ရှင်ပြီးသွားတဲ့အခါမှာတော့ ချက်ဥကြော်လေးကိုပေါ့နော်ထည့်ထားပြပါမယ်ရှင်မယောနီစ်ကတိချာသီးတော့ဖြန့်ပြီးတော့ရပါတယ်ပြီးွားရင်ချက်ဥကြော်လေးထည့်ထားပြပါမယ်ချက်ဥကြော်ထည့်ပြီးွားတဲ့နောက်မှာတော့ကိုကဆလက်ရွက်လေးထည့်ပြပါမယ်ရှင်ဆလရွက်ကိုကတော့ကိုကပေါ့နော်နှစ်ခွလောက်ထည့်ထားပြီးပါတယ်ရှင်ဆလရွက်ထည့်ပြီးပါတဲ့အခါမှာတော့ခရမ်းညင်သီးလေးတွေထည့်ပြီးထားပါမယ်ရှင် ခင်းညင်သီးလေးကိုလည်းအလိုပေါ်တော့နှစ်ခုသုံးခုလောက်တော့ထည့်ထားပါတယ်ရှင်ပြီးွားရင်တော့ဘေကွန်ပြားလေးတွေထည့်ပြီးထားပါမယ်ရှင်ဘေကွန်ပြားထည့်ပြီးွားတဲ့အခါမှာတော့နောက်ထပ်ပါမုံတစ်ချမ်းကိုလည်းအလိုမျိုးပေါ်တော့မယွန်းနစ်လေးတောက်ပြီးွားရင်ပါမုံနှစ်ခုကိုပူလိုက်ပါမယ်ရှင်ဒါကတော့နောက်တစ်ခုလောက်တာဖြစ်ပါတယ်ခုနကတော့ပထမပုံစံအတိုင်းပဲပေါ့နော်မယွန်းနစ်လေးကိုပါမုံလေးမှာတောက်ပြီးွားတဲ့အခါကျရင်မယွန်းနစ်လေးအသေးချာဖြန့်ပြီးပါမယ်ပြီးွားရင်တော့ကျုပ်ကြော်လေးထည့်ပြီးပါမယ်ရှင် ကျုပ်ကြော်လေးထည့်ပြီးပြီးတဲ့နောက်မှာတော့အဲဆလတ်ရွက်လေးထည့်ပါမယ်ရှင်။ဒါကတော့ကိုစားမဲဟာမို့လို့ပေါ့နော်။ကိုကကိုစားမဲဟာမှာကြာတော့မျက်နှာလိုက်ပြီးအများကြီးထည့်ထားပါဗါး။ဒီတစ်ခုတည်းမှာတော့ဆလတ်ရွက်တီရောဒီခရမ်းညင်သီးတီရောများများထည့်ပြီးထားပါတယ်။ပြီးွားရင်ဘီကွန်ကလည်းအပေါ်ဘီကွန်ကတော့နှစ်ပြားလောက်ပဲထည့်ထားပါ။ခုနကတော့တစ်ခုနဲ့တူတူပဲပေါ့နော်။ ရပြီးွားရနော်ခုနကတော့လည်းမျိုးပဲပေါ့နော်နောက်ထပ်ပါမုတ်ကြိုင်တဲ့တချမ်းကိုမယောနစ်လေးတွေတုပ်ပြီးတော့ဒီအစာတွေထည့်ထားတဲ့နေရာမှာအုပ်လိုက်ပါမယ်ရှင်အစာတွေထည့်ထားတဲ့ဒီပါမုတ်နောက်တချမ်းနေရာမှာအုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီဆန်ဒဝစ်လေးရပါပြီရှင်ပါမုတ်လေးချက်ကိုပေါ့နော်ကိုကဆန်ဒဝစ်နှစ်ခုရအောင်လုပ်လိုက်ပါတယ်ရှင်တစ်ခုကတော့ကိုမောင်လေးအတွက်ပါကိုမောင်လေးကိုလုပ်ပြီးတော့ကျွေးလိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဆလတ်တွေရောဒီခရမ်းညီလေးတွေရောအများကြီးပါတာတော့ကို့အတွက်ပေါ့နော် မနက်စာအနေနဲ့ရောအစာပြေနည်းနဲ့ရောစားလို့ရတဲ့ဆန်ဒဝစ်ပါမိုလေးပါရှင်ကိုကတော့ဘေကွန်လေးသုံးပြီးလုပ်ထားပါဗျ။နောက်ထပ်ဆက်လက်ပြီးတော့အစားအသောက်ချက်ပြုတ်နည်းလေးတွေကိုမျှဝေပေးသွားအောင်ပါမို့လို့ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်။အဆုံးနည်းကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။ဆရာငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။